က်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့မြမငလျင်နောက်ွယ်ကခြေရှုပ်နေကြတဲ့ငင်းချမ်းကြီးပွဲစားများဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။သခိုင်းနဲ့မန္တလေးမှာပျက်စီးဆုံးရှုံးမှုတွေအကြီးမားစွာ ဖြစ်ပေါ်စေခဲ့တဲ့မတ်လ28ရက်ငလျင်ဖြစ်ပြီးတဲ့နောက်တစ်ရက်မှာအွန်လိုင်းလူမှုကွန်ရက်ပေါ်မှာလည်းမပြင်းပင်မဲ့မပြော့တဲ့နိုင်ငံကြီးငလျင်တွေလှုပ်ခတ်သွားခဲ့ပါတယ် တချို့ကလည်းငလျင်နိုင်ငံကြီးလို့ဆိုကြပါတယ်။အဲ့ဒီနိုင်ငံကြီးငလျင်လှုပ်ခတ်မှုအခြေခံကတော့မလ26ရက်က လူမှုကွန်ရက်ပေါ်ရေးတင်ခဲ့တဲ့စာစုနှစ်ခုပါပဲ။တစ်ခုကတော့ဥအောင်သူငိမ့်ရဲ့ဒီနိုင်ငံမှာအနာဂတ်ရှိတယ်လို့ထင်သေးလားနဲ့ဥလာမောင်ရွှေရဲ့ငလျင်လှုပ်ပြီး22နှစ်အကြာအတွေးဆိုတဲ့စာစုတွေပဲဖြစ်ပါတယ်။သူတို့နှူးကိုစစ်တက်လူလားသူစစ်လို့ပြီး ငင်းငင်းကြီးပွဲစားစတဲ့ခေါ်ဝတမုတ်ကြတာကိုလည်းတွေ့ရပါတယ်။ပွဲစားကို အကျိုးဆောင်ဆိုပြီးတုံးလုံးတာလည်းရှိပါတယ်။ဥလမောင်ရှေကတမလောင်းစစ်ဘိုလ်လူထွက်ဦးသိန်းစိန်လက်ထက်အကြံပေးဖြစ်ခဲ့ပြီးတော့ဦးအောင်သူငင်းကတော့88အရေးကင်းမှာပါဝင်ခဲ့ပြီးနောက်ပိုင်းထိုင်းနယ်ဆက်ရောက်လာကအတိုက်ခံဖွဲ့များမှာပါဝင်လှုပ်ရှားခဲ့တဲ့သူတဦးလည်းဖြစ်ပါတယ်။ သူတို့ရဲ့စာစုအောက်မှာ သဘောတူသူသဘောမတူသူ သဘောထားကွဲလွဲသူစတဲ့အမြင်ထင်မြင်ချက်ကွန်းမြတ်များစွာ ဝင်ရေးကြတာကိုလည်းတွေ့ရှိရပါတယ်။ဥအောင်သူငင်းကသူ့ရဲ့စာမှာအနာဂတ်ရှိသေးတယ်ထင်ရင် စကားပြောလို့ရမယ်။ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းနေဆိုပြီးအစချီပါတယ်။2015ခုနှစ်ကဒီပေါ်မှာအင်အားပြင်း Richard Scale 7.2 ငလျင်ကြီးဖြစ်ပွားပြီးနိုင်ငံမှာတည်ကြီးပျက်စီးဆုံးရှုံးမှုစီးပွားရေးထိခိုက်မှုနဲ့ GDP ကျဆင်းမှုတွေမြန်မာနိုင်ငံမှာလည်း2008ခုနှစ်ကနာဂစ်ဆိုင်ကလုန်းဖြစ်ပွားမှုတွေတမရအောင်ဦးသိန်းစိန်လက်ထက်နောက်ဆုံးနှစ်ကနိုင်ငံတော်ရင်မြုပ်တာတွေစစ်အာဏာသိမ်းပြီးနောက်2023ခုနှစ်မေလကဆိုင်ကလုန်းမူခါရခိုင်ပြည်ကိုဝင်ရောက်လို့ပျက်စီးဆုံးရှုံးမှု ပြီးခဲ့တဲ့2024စက်တင်ဘာကယာဂီမုံတိုင်းဝင်ရောက်မှုကြောင့်လူတသိန်း4000ကျော်ဘေးသင့်မှုအပါအဝင်ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားရတာတွေအဲ့ဒီလိုတဘာဝဘေးတွေတွေ့ကြုံရတဲ့အခါနိုင်ငံပြန်လည်တည်ဆောက်ဖို့အင်အားမရှိ အခုငလျင်ဘေးကြီးအပီးမှာပြန်လည်ထူထောင်ရေးအတွက်ငွေကြေးအကုန်အကျအလွန်များနိုင်ပြီးများစွာရုန်းကန်ရနိုင်တယ်လို့ဆိုတာတွေပါပါတယ် စစ်ကောင်စီကနိုင်ငံတကာအကူအညီတွေဖိတ်ခေါ်တယ်အဲ့ဒီလိုဖိတ်ခေါ်တာမှန်ကန်တဲ့လုပ်ရလို့မြင်ကြောင်းလဲပြောလိုက်ပါတယ်အဲ့ဒီနောက်လက်ရှိဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ရှော့ချဖို့နဲ့လုံလောက်တဲ့အန်ရဲသတိပေးခေါင်းလောင်းထိုးနေပြီလို့ယူဆကြောင်းလဲပြောဆိုပါတယ်အာနာသိမ့်ပြီးနောက်၄နှစ်ရှိချိန်မှာနိုင်ငံရေးပြိပခအကျအတဲတွေဟာအမြင့်ဆုံးစစ်ပွဲပြည်တွင်းစစ်ကြီးကိုဥတီခဲ့တယ်လို့လဲဆိုပါတယ် အဲ့ဒီလိုဖြစ်ပေါ်နေတဲ့ကာလမှာသွေးကြွေးမှာဆွေးနွေးစရာမရှိဆိုတဲ့အစွန်းရောက်တဲ့ကြွေးကြော်သံတွေတင်ခဲ့ကြတယ်လို့လေသူကဆွဆွဲလိုက်ပါသေးတယ်မြန်မာကြာရှုံးနိုင်ငံ face take ဖြစ်သွားမယ်လို့သတိပေးခဲ့ကြောင်းအနာဂတ်မရှိဘူးလို့ထင်ရင်လဲတင့်တော်ရမှာတွားနေကြသူကတော့အစိုးရကအကောင်းကိုမျှော်လင့်ချက်ထားကြောင်းတွေပြောဆိုပါတယ် မဆောင်ရှင်နာဂိကပျက်စီးမှု ကြီးမားပင်မဲ့ရဲဘော်ဖွဲ့စည်းတွေ Civil Society မှုလူပေါက်ရှင်သန်ကြီးထွားနိုင်ခဲ့ကြောင်းအခုငလျင်မှာလည်းရဲဘော်ဖွဲ့စည်းတွေရဲ့ပူးပေါင်းဆောင်ရွက်မှုအရေးကြီးတဲ့အခန်းကဏ္ဍကိုအကြမ်းဖက်စစ်ကောင်စီကလိုအပ်ကြောင်းတွေလည်းပြောဆိုပါတယ်။အင်ဒိုနီးရှားအာချီဒေသမှာဆူနာမီကပ်ဘေးကြီးကျုံပြီးနောက်ပိုင်းနိုင်ငံမှာဖြစ်ပွားနေတဲ့ပြိပခပြေလည်ရေးလမ်းကိုရှောက်နိုင်ခဲ့ကြတယ်လို့လဲဆိုပါတယ် ငါတို့မှာငါတို့ပဲရှိတယ်ပြည်တွင်းမှာသာအားရှိသည်လုံနေလို့မရမြမပြည်ချင်းနဲ့နေပြီနိုင်ငံတကာအကူအညီလိုတယ်ဒီနိုင်ငံမှာနာခတ်ရှိတယ်လို့ထင်သေးလားဆိုပြီးမေကုန်းနဲ့စာကိုလက်ဆတ်တက်လိုက်ပါတယ်အဲ့ဒီစာကိုဥလာမောင်ရွှေကသူ့ရဲ့လူမှုကွန်ရက်မှာပြန်ရှယ်လိုက်ပြီးကျေးဇူးပဲဥအောင်သူငယ်အနာဂတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေကျွန်တော်ကတော့ဒီတိုင်းပြည်မှာဆက်နေပါဦးမယ်

တိုင်းပြည်ကအနာဂတ်ပျောက်တာကြာနေပြီအခုမှ အနာဂတ်ရှိတယ်လို့ထင်သေးလားဆိုတော့စစ်မှုထမ်းဥပဒေကြောင့်လူငယ်တွေအနာဂတ်ပျောက်သွားတာကြာပေါ်လေရင်နဲ့ဘုံကျဲလို့လူငယ်တွေတည်တာငလျင်ထက်များပေါ်စစ်အုပ်စုရဲ့စီမံခန့်ခွဲမှုညံပြင်းလို့လူငယ်တွေဘဝပြည့်ရတာများပေါ်ပြောရရင် အများကြီးပေါ်ဒီအကျံဖတ်စေအုပ်စုရဲ့ရက်ဆက်မှုဟာတဘာဝတရားရဲ့ရက်ဆက်မှုထက်ပိုများပါတယ် စေယုတ်စီရဲ့ရက်ဆက်မှုကိုမျက်ခြေမပြတ်ဖို့လိုပါတယ်။တဘာဝဘီအန်နီကိုစေယုတ်စုကအတုံးချပြီးသူ့အာနာတီမြဲကြီးဖြစ်သွားမှာကိုတော့သတိထားတင်ပါတယ်။လူမိုက်ကလူအများကြီး မတတ်နိုင်ပါဘူး။ကလောင်ကလူအများကြီးပိုတတ်နိုင်ပါတယ်။ကလောင်သွားထက်ဓာတ်သွားပိုထတဲ့ဆိုတဲ့ဇကားကိုရှေ့လူကြီးတွေပြောခဲ့တာတတိထားဖို့လိုမယ်ထင်ပါတယ် မဝေးသောအတိတ်တွေလက်ရှိအကျန်းဖက်ဆေးဥစုရဲ့ရက်ဆက်မှုတွေကသတိထားဖို့အယုံမလွယ်ဖို့လူမဲဆိုတာမိမောင်းထိုးပြနေပါတယ်။ကောင်းသူလူလူနဲ့မကောင်းဘူးဆိုတာလောကမှာအများသာဆိုပြီးကွန်းမန့်ပေးထားတာကိုလည်းတွေ့ရပါတယ်။မလ26ရက်နေ့မှာပဲဥလာမောင်ရွှေကငလင်လှုပ်ပြီး22နာရီကြာအတွေးဆိုတဲ့စာကိုသူ့ရဲ့လူမှုကွန်ရက်မှာရေးတင်ထားတာကိုမြင်တွေ့လိုက်ရပါတယ်။ အဲ့ဒီစာကတော့မလ28ရက်ကလှုပ်တဲ့ငလင်းရင်ဟာခေတ္တတမိုင်းမှာ1949ကလှုပ်တဲ့ပြင်းအားရှိရှိတဲ့ဇကိုင်းငလင်းပြီးရင်ဒုတိယအပြင်းဆုံးဆိုပြီးအစချီရေးသားထားပါလေငလင်းနဲ့ပတ်သက်ပြီးသေးသေးသေးချေပျက်စီးဆုံးရှုံးနိုင်ရရှိမှုတွေကူညီကယ်ဆယ်ရေးပြန်လည်ထူထောင်နိုင်ရေးဆိုင်ရာလူအပ်ချက်တွေစတဲ့သူ့ရဲ့ခံမှန်းစိတ်ပူပန်မှုတွေကိုပြောထားပါလေ ပြီးတော့ပြိပခရီကြောင့်ချိနဲ့နေတဲ့နိုင်ငံမှာလူလူကစိတ်ပြက်အာကုံလူနှီးပါဖြစ်နေပြီလားမသိနိုင်ငံသားတချို့တွေကနိုင်ငံကိုစိတ်ကုံနိုင်ငံကထွက်ခွာဖို့ကြိုးစားနေတုံးအခုအဖြစ်ပြက်ထပ်ဖြစ်ကျန်သူတွေကဆက်လက်ရှင်သန်နေဖို့ကြိုးစားကြရအောင်မယ်ဘလို့ဖြစ်ဖြစ်ဒီထက်ကောင်းတဲ့လူအဖွဲ့အစည်းဒီထက်ကောင်းတဲ့အခြေအနေဒီထက်ကောင်းတဲ့နိုင်ငံဖြစ်အောင်ထပ်ကြိုးစားကြရအောင်မယ်လို့လဲရေးသားထားပါတယ် ၎င်းရှင်းနာခင်မုံတိုင်းမှာပျက်စီးဆုံးရှုံးမှုကူညီကယ်ဆယ်ရေးတွေ UN အာဆီယံပါဝင်နိုင်ငံတကာအကူအညီတွေဘလို့ရအောင်လုပ်ခဲ့တာတွေကို ပြန်လည်အမှတ်ရနေတယ်လို့မျိုးလဲပြောပါတယ်အဲ့ဒီနာခင်ဖြစ်စဉ်အတွက် မျက်ရည်အချိန်ချင်းကြားခဲ့ရတယ်လို့လဲဥလာမောင်ရွှေကထက်ပြောပါတယ်ပြီးတော့2008နာခင်ကော2025ငလျင်ကောတဘာဝဘီဖြစ်ပါတယ် ခံရတာတော့အဲ့ဒီဒေတာမှာရှိတဲ့ပြည်သူပြည်သားအများစုလို့လဲဆိုပါသေးတယ်အဲ့ဒီနောက်အခုငလင်နဲ့ပတ်သက်ပြီးအကူအညီကိစ္စတွေပြောရင်းကနေငလင်လှုပ်ပြီး9နာရီအကြာနော်ဝေးကမိတ်ဆွေကစပြီးဒီအချိန်နေမှာမြို့သားရင်ကြားစီရေးအလုပ်တွေလုပ်လို့မရဘူးလားမေးလာပါတယ်အဲ့ဒီနောက်အနည်းဆုံးနိုင်ငံ၈နိုင်ငံကမေးလာပါတယ်အလားတူမေးခွန်းမျိုးပါပဲ အဓိကကြတဲ့တာဝန်ရှိသူတွေတကယ်လုံနိုင်မလုံနိုင်ကျွန်တော်မသိသေးပါ လုံနိုင်ရင်ကောင်းတာပေါ့ပါဝင်ပတ်သက်နေတဲ့အကျိုးစီးပွားရှင်တွေ stakeholder တွေအများကြီးဖြစ်နေပါတယ်ပြိပခါတွေရက်နိုင်ရင်ကောင်းပါတယ်အ ਨੇ ဆုံး short ချနိုင်ရင်ကောင်းပါတယ်ဘသူဆွမ်းဆောင်နိုင်လဲမသိပါအ ਨੇ ဆုံးကျွန်တော်တို့တာမန်နိုင်ငံသားတွေကကိုလုံနိုင်တာကိုစလုပ်ဖို့တိုက်တွန်းပါတယ်လို့လဲရေးသားထားတာကိုတွေ့ရပါတယ် အဲ့ဒီမှာငလင်းနိုင်ငံကြီးနဲ့ငိမ့်ငိမ့်ကြီးပွဲစားအခန်းကဏ္ဍကို ရောက်လာတယ်လို့ဆိုချင်ပါတယ်။ဥလမောင်ရွှေကဆက်ပြီးဘသူတရားပြက်ပြက်ကိုမပြက်ဖို့တင်ကောင်းလျင်ကျွန်ုပ်မဆိုးပါအစားတင်ကောင်းကောင်းမကောင်းကောင်းကျွန်ုပ်ကောင်းကြိုးစားမိလို့စရင်မရဘူးလားလို့လဲပြောဆိုပါတယ်။ပြီးတော့ကျွန်တော်တို့မတတ်နိုင်တာကိုမျှော်လင့်ချက်တစ်ခုအနေနဲ့စောင့်နေုံပဲတတ်နိုင်ပြင်မဲ့လှုပ်ချင်ရင်ကိုယ်တိုင်က စနိုင်ရင်ကောင်းပါလေကျွန်တော်တူးတဲ့အနေနဲ့2017ကစပြီးပါဝင်ခွင့်ရခဲ့တဲ့အမျိုးသားပြန်လည်တင့်မြန်ရေးနဲ့ငြိမ်းချမ်းရေးဖြစ်စဉ်အခု2025အထိဆို14နှစ်ရှိပါပြီထပ်ကြိုးစားပါဦးမယ်ဖြစ်မဖြစ်မသိပင်မဲ့အခြားသူတွေလိုပဲမျှော်လင့်ချက်ထားမိပါသေးတယ်တပြိုင်တည်းမှာကျွန်တော်လုံနိုင်တာတွေလုပ်ပါမယ်လို့လဲဆက်ရေးသားထားတာကိုတွေ့ရပါတယ် AI app တစ်ခုဖြစ်တဲ့ Germany ကအချက်လက်တချို့ကိုဝင်မြောက် လိုပါတယ်ဆိုပြီးငလင်နဲ့မုံတိုင်းတဘာဝဘေးတံခံခဲ့ရပြီးနောက်ပြိပခတွေရှော့ချပြီးရင်ရင်းညာစီရီလမ်းပေါ်ရောက်ခဲ့တဲ့ဆိုတဲ့အဆာဗီရိုနီကာရာဂါပါကစ္စတန်အင်ဒိုနီးရှားအာချီရင်းညာစီရီဖြစ်စဉ်အက်စပရိုဇတ်တူကိုဖော်ပြထားတာကိုလည်းမြင်တွေ့ရပါတယ်အဓိကဥလမောင်ရွှေပြောချင်တာကတော့အင်ဒိုနီးရှားအာချီရင်ကြားစစ်ကြီးဖြစ်စင်မှာ ဆိုင်ဆရာဒရင်းစာဆရာမဖြစ်တဲ့မမမွန်မြက်ကတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဦးလာမောင်ရွှေရဲ့အခုစာကိုတုံ့ပြန်လိုက်ပါလေ။အာချင်းမော်ရယ်ဆိုပြီးအဝေးကြီးတွားလိလာစရာမလိုကြောင်းအနည်းဆက်ဆုံးရွေးကောက်ခံအစိုးရလက်ထက်2019-2020ကကိုဗစ်မော်ရယ်ကိုပဲပြန်ကြည့်ဇီလူကြောင်းအဲ့ဒီကာလအစိုးရနဲ့ပြည်သူဝန်ထမ်းတွေ ြည်သူတွေသာတဲ့ကြော်ဖြတ်နိုင်ခဲ့တဲ့နမူနာရှိကြောင်းရေးသားတုံ့ပြန်ပါတယ်။မမမုံမြတ်ကဆက်လက်ပြီးတော့လဲအာနာလူစစ်တပ်ကိုဖယ်ရှားပြီးကုလအတိမတ်ပြုရွေးကောက်ခံအစိုးရကိုပြန်တင်ဖို့ကြိုးစားတာကမှငြင်းငြင်းကြီးပွဲစားပြီးဖြစ်ချင်တဲ့အချင်းမော်ရယ်ထက်ပိုပြီးနှိစက်ပါဦးမယ်။ ဒီစစ်တပ်နဲ့သာဆက်သွားရင်တော့ကြာမင်းစင်ကယ်လေမရတော့မဲ့ဂျုံဂျုံကြနိုင်ငံကိုတဆုံးသွားမှာပဲလို့သူ့ရဲ့သဘောထားထင်မြင်ချက်ကိုပြောဆိုသွားပါလေဥလားမောင်ရွှေနဲ့ဥအောင်သူငိမ့်တို့ရဲ့စာရီဟာဆက်ဆက်မှုရှိမယ်လို့ယူဆစေရပါတရက်ထဲမှာပဲလူမှုကွန်ရက်ပေါ်ရောက်လာတာလဲတွေ့ရပါတယ်စစ်တပ်အထိုင်ဘက်ကနေငိမ့်ရန်ကြီးလော်ဘီလုံနေတာလားဆိုတဲ့စဉ်းစားချက်တွေကိုလည်းရှိလာစေပါတယ် အခုငလျင်ကြီးဖြူဖြစ်ပွားမှုနဲ့ပတ်သက်ပြီးတော့ဆက်ဆက်တွေးတောစဉ်းစားစရာများစွာသဘောထားထင်မြင်ချက်များစွာကိုလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာဖတ်ရှုကြရမှာဖြစ်ပါတယ်။ရုပ်သံဂျာနယ်လစ်တူဖြစ်ခဲ့ပြီးအခုကဩစတြေးလျနိုင်ငံတက္ကသိုလ်တစ်ခုမှာပညာသင်ယူနေတဲ့ကိုနွေသွင်းငင်းရဲ့ငလျင်ကြောင့်မောဟကြီးတဲ့စတမ်ပတ်စကောင်းဆောင်တွေတံဝေကရမယ်ထင်သလားဆိုတဲ့စာစုပါ။ ကိုနေသွင်းခြင်းကအပြောင်းလဲစတင်ခြင်းကိုကျွန်တော်ကတော့တံဝေကရခြင်းလို့ယူရင်မြန်မာဆံမလားလို့ထင်မိတယ်ဆိုပြီးသူ့ရဲ့စာကိုစတင်ထားပါလေစာထဲမှာတော့ဗုဒ္ဓဘာသာဇတ်တော်တွေဇာတကတွေတဲကတံဝေကရသူတွေဖြစ်တဲ့ဖះလောင်းနဲ့ပရာစာရီအင်္ဂုလိမာလာတို့အကြောင်းပြောပြပါတယ်သူတို့ဟာလူသက်မကောင်းမှုဆင်းရဲဒုက္ခရောက်ရှိမှုတွေဖြစ်ပွားပြီးနောက ဖះရှင်နဲ့တွေ့ကတံဝေကရသွားကြပြီးငင်းချင်းရာကို ရှာတွေ့သွားကြတယ်လို့ဆိုပါတယ်အတော်ကမင်းကြီးကစစ်ပွဲတွေများစွာတိုက်ပြီးလူတွေတေးကြတာကြည့်ရင်တံဝေကရပြီးစစ်ပွဲတွေကိုကြောခိုင်းခဲ့တယ်လို့လည်းပါရှိပါတယ်ကဗတ်ခင်းချင်းမှာလည်းဂျိမ်းဝုဒ်ရဲ့ရင်းနှီးငွေစွမ်းအင်ကိုတွေ့ရှိခြင်းစက်မှုတော်လန်ရေးကဗတ်စစ်ဘာလင်တိုင်းပြူခြင်းတရုတ်ခေါင်းဆောင်ကြီးဥက္ကဋ္ဌမော်ကွယ်လွန်ခြင်း အာရှစီဝါကတ်ဆူနာမီ ကိုဗစ်ကပ်ဘေးကြုံချင်းစတဲ့တမိုင်းမှာနိုင်ငံရေးလူမှုရေးစီးပွားရေးအပြောင်းလဲများစတင်ခြင်းတွေ များစွာရှိပါတယ်တဲ့မြန်မာပြည်ကိုပြန်ကြည့်တဲ့အခါမှာကုန်းပေါင်းခစ်တီဘော ပါတော်မူခြင်းဗိုလ်ချုပ်အောင်ဆန်းလုံးကျန်ခံရခြင်းရှစ်လေးလုံးရေးတော်ပုံစတာတွေဟာလည်းစနစ်အပြောင်းလဲတွေကိုဥတီစေတဲ့အပြောင်းလဲစတင်ခြင်းတွေပဲလို့သူကဆိုပါတယ်၂၀၁၀အပြောင်းလဲရဲ့ 2010အပြောင်းလဲရဲ့ critical juncture ကဘာလဲလို့စာရေးဆရာတွေ journal လစ်တွေကအာပေါ်ရေးတဲ့အခါတချို့ကရှူဝါယောင်တော်လန်ကြီးတချို့က2008နာခဲ့လို့ရေးကြတာလဲဖတ်ခဲ့ရကြောင်းစစ်ဘုတ်ချုပ်တွေရဲ့တံွေကရခြင်းလို့ဆိုရမလို့ဖြစ်ကြောင်းလဲရေးထားပါတယ်ပြီးတော့လူရဲ့သင်ယူနိုင်စွာဉာဏ်ရည်ကိုစိတ်ဝင်စားမိတယ်လို့လဲဆိုပါတယ်အင်ဂူလီမာလာဆိုတဲ့လူသက်သမားဟာဖျားစီကရိတ်မြတ် စကားချာယုံနေပဲတံဝေကရခဲ့ကြောင်းအတော့ကလူစစ်ဘရင်ကတော့စစ်ရှုံးလို့တံဝေကရတာမဟုတ်ဖဲစစ်နိုင်လို့တံဝေကရတာမျိုးဖြစ်ပြီးဥညွတ်ထိုက်တဲ့ဉာဏ်ရည်မျိုးဖြစ်ကြောင်းဗန်ဒီကျူရာကိုကဘာမီဆွဲအားကြောင်းလို့တိဖို့ကတော့နယူတန်လူဉာဏ်ရည်လူချောင်းလဲရေးပြထားပါလေအပြောင်းလဲဖြစ်ဖို့ဉာဏ်ရည်လူပြီးအစရဲ့အစဟာလူသားရဲ့ဉာဏ်ရည်သာဖြစ်တယ်လို့လဲသူကရေးပါတယ် ဒါကြောင့်ဉာဏ်ရည်နှိမ့်နေတဲ့လူတွေကိုအကြောင်းပြုပြီးကောင်းတဲ့အပြောင်းလဲဖြစ်ဖို့အခွင့်အလမ်းနဲတယ်လို့သူကပြောဆိုပါတယ်။ဉာဏ်ရည်မြင့်မင်မဲ့လောဘဒေါသမောဟအမိုက်ကြီးစိုးလွန်းနေပြန်ရင်လဲအမှန်တရားနဲ့မနည်းဆက်နိုင်ဘူးလို့ဆိုပါတယ်။အဲ့ဒီလို အမိုက်ကြီးစိုးလွန်းနေသူတို့အတွက်တံဝေကရခြင်းဆိုတာသူနဲ့သူ့ပတ်ဝန်းကျင်အလုံးစုံ ပြတ်သုံးခြင်းရောက်ရင်တောင်မသေးကြပါဘူးတဲ့။ ဒေဝရဟာလည်းမြေမြူးချင်းထိ ရောက်ခဲ့တယ်ဆိုတဲ့နမူနာကိုလည်းထက်ပြောသွားပါတယ်ဟစ်တလာလို အာနာရှင်ဟာသူ့ကိုယ်သူတတ်တည်ခဲ့ပြီးဆဒန်ဟူစိန်အိုစမာဘင်လာဒင်ဂဒါဖီတို့ဇက်သိမ်းခဲ့ရတဲ့အကြောင်းဟာသူတို့ဉာဏ်ရည်သူတို့မောဟနဲ့ဓာတ်ရိုက် အချိုးကျပါလိမ့်မယ်ဆိုပြီးကိုနေသွင်းခြင်းက သူ့စာကိုအဆုံးသတ်သွားပါတယ်ငလင်ကြောင့်မောဟကြီးတဲ့အကျန်းဖတ်စစ်ခေါင်းဆောင်တွေ တန်ဝီကရမယ်ထင်ပါသလားဆိုတဲ့ကိုနေသွင်းငင်းရဲ့မိကုံးကိုဘလူဖြေကြမလဲဆိုတာတော့ချိန်ဝင်စားမိပါရဲ့ပြည်သူတို့ရဲ့ခုခံတော်လှန်စစ်မုတ်ချအောင်ရမယ်